မင်္ဂလာပါလူချင်းမင်းတို့ခင်ဗျာကျွန်တော်ရဲ့ video စီရင်တာလိမ့်မယ် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရန်ကုန်မြို့အဆောင်တွေရဲ့ colony kit ပြီးသူကလက်ရာတွေအကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဒါကြောင့်မို့ကျွန်တော်နဲ့လူ video လေးကိုစောင့်ကြည့်ကြည့်လို့မေတ္တာရက်ခံရပါတယ်ရန်ကုန်မြို့ဟာတပ်ဝင်လှုပ်ရှားနေတဲ့ခေတ်သစ်မြို့တော်တစ်ခုဖြစ်နေပေမဲ့အတဲ့ရဲ့ခြေရာတွေကတော့ဒီနေ့ခေတ်အထိရှိနေသေးပါတယ်သမိုင်းဝင်တပ်သေးတွေပါပဲဒီပြီးသူကလက်ရာတွေရဲ့အလားရန်ကုန်ရဲ့သမိုင်းကြောင်းကိုပြန်လဲဖော်ထုတ်ပြသနေလိုပဲဖြစ်ပါတယ် ဒီဗီဒီယိုမှာတော့ကျွန်တော်နဲ့အတူရန်ကုန်မြို့ရဲ့ကိုလိုနီခေတ်ဘီသူကလက်ရာတွေရဲ့အကြောင်းကိုအသေးသေးလေ့လာရင်းနဲ့သမိုင်းခီးတစ်ခုကိုအတူတူထွက်လိုက်ကြရအောင်ပါရန်ကုန်မြို့ရဲ့ကိုလိုနီခေတ်ဘီသူကလက်ရာတွေကိုတည်တည်ချာချာလေ့လာကြည့်မယ်ဆိုရင်ထူးခြားတဲ့လက္ခဏာရပ်တွေအများကြီးတွေ့ရမှာပါဒီစောင်းတွေဟာဗြိတိရှ်ဘီသူကပုံစံတွေဖြစ်တဲ့ Gothic Revival Victorian နဲ့ Neo Classical ပုံစံတွေကိုမြမရိုးရာဘီသူကလက်ရာတွေနဲ့အနုပညာဆန်းဆန်းပေါင်းစပ်တိစောက်ထားတာကြောင့် အရှေ့တိုင်းရဲ့နောက်တိုင်းပေါင်းစပ်မှုရဲ့အကောင်းဆုံးနမူနာတွေဖြစ်သတ်မှတ်နိုင်ပါတယ်အဲ့ဒီခေတ်ကဘိသုကပညာရှင်တွေဟာမြန်မာနိုင်ငံရဲ့ပူပြင်းတဲ့ရာသီဥတုနဲ့ကပ်ညီအောင်ဂရုစိုက်ပြီးတော့ဒီဇိုင်းဆွဲခဲ့ကြပါတယ်အပူတန်းကိုခန္ဓာရဲ့ရှေ့သေဖို့အတွက်လည်းညနေချမ်းမြင့်မြင့်တွေကိုအသုံးပြုခဲ့ပါတယ်ဒီလိုအသုံးပြုခြင်းကအဆောက်အအုံတွင်ပိုင်းကိုပိုပြီးအေးမြစေပါတယ်လေဝင်လေထက်ကောင်းအောင်လို့ကျဲဦးနဲ့ဗာရန်ဒတ်နဲ့ပြတင်းပေါက်ကြီးတွေကိုအများဆုံးအသုံးပြုထားတာတွေ့ရမှာပါအလားစင်မှုပိုင်းမှာတော့ ဗြိတိသျှပုံစံရိုးရှင်းတဲ့ဒီဇိုင်းတွေပြင်မြမရိုးရာအမှုပညာလက်ရာတွေဖြစ်တဲ့ပန်းဖို့တန်းတော်နဲ့တစ်တွင်းလက်ရာတွေကိုလည်းတည်တည်ချာချာထက်သွင်းထားပါတယ်ရန်ကုန်မြို့မှာအထင်ကရကိုလိုနီခေတ်အဆောက်အုံများစွာရှိပါတယ်အဲ့ဒီအဆောက်အုံတွေကမြို့ရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကိုထင်ဟပ်နေပါတယ်ပထမဆုံးအနေနဲ့ရန်ကုန်မြို့လယ်ကောင်းကမြို့တော်ခန်းမှာတရားရုံးချုပ်အောင်နဲ့မြမမေထာရုံးချုပ်ဗိုလ်ချုပ်စင်းနဲ့ဗန်နူလာပန်းညံပတ်ဝန်းကျင်ကအဆောက်အုံတွေဟာကိုလိုနီခေတ်လက်ရာတွေရဲ့ထင်ရှားတဲ့နမူနာတွေပဲဖြစ်ပါတယ် အထင်ကရနေရာတစ်ခုဖြစ်တဲ့မြို့တော်ခမ်းမအားဆိုရင်လေကိုလိုနီကဗီဒူကလက်ရာတွေထဲမှာအထူးကြဆုံးတဲ့အကျော်ကြဆုံးတစ်ခုပါဗီဒူကပညာရှင်တဦးဖြစ်တဲ့ဦးတင်ကဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီးတော့မြမဗီဒူကနဲ့နောက်တိုင်းဗီဒူကလက်ရာတွေကိုပေါင်းစပ်ထားတဲ့အကောင်းဆုံးနမူနာတစ်ခုဖြစ်ပါတယ်အဆောင်အုံတစ်ခုလုံးမှာမြမရိုရာအမှုပညာတွေကိုအသေးစိတ်ထည့်သွင်းထားပါတယ်ဥပမာအနေနဲ့လိပ်စံရုပ်တွေနတ်တွေဝတာပုံတွေနဲ့တခြားရိုရာပုံစံတွေကိုအဆောင်အုံရဲ့မျက်နှာစာမှာတွေ့မြင်နိုင်ပါတယ် ဒါပြင်မျိုးတော်ခမ်းမရဲ့အမိုးပုံစံကလည်းမြမရွေရဘုံ80နဲ့စင်တူအောင်ပြုလုပ်ထားပါတယ်။ဒါကြောင့်ရန်ကုန်မြို့တော်ခမ်းမကြီးဟာမြမရွေရအမှုပညာရဲ့ခမ်းနားထော်မှုကိုပေါ်ပြနေတဲ့အဆောင်တစ်ခုအဖြစ်ထင်ရှားပါတယ်။ဇူလီဘုရားရဲ့မန်နေဂျင်းဆိုင်မှာထေဝါခန့်ကြားစွာယက်တည်နေတာကတော့တရားရုံးကြောအောင်ပဲဖြစ်ပါတယ်။ဒီဆောင်ကို1931ခုနှစ်မှာဗြိတိသျှဘိသုကပညာရှင်ဂျင်းရန်ဆိုမီကဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ခွင်းအန်နီစတိုင်းလို့ခေါ်တဲ့ဗြိတိသျှဘိသုကပုံစံနဲ့တည်ဆောက်ထားတာဖြစ်ပြီးတော့အနေရောင်အုပ်တွေ အမိုးအနီတွေနဲ့ထူးခြားတဲ့ခေါင်းလောင်းမျောစင်ပုံစံတွေရှိပါတယ်။ဒီမျောစင်ရဲ့ထိတ်မှရှိတဲ့ရန်ကုန်ရဲ့အကြီးဆုံးနဲ့ရှေးအကျဆုံးခေါင်းလောင်းကြီးကလည်းသမိုင်းဝင်အမှတ်အသားတစ်ခုပါပဲ။တရားရုံးညောင်းဟောင်းကြီးကလည်းတချိန်ကတရားစီရင်ရေးရဲ့ချက်ကြကြတဲ့နေရာတစ်ခုဖြစ်ခဲ့သလိုဘူးချိန်မှာလည်းမြို့ရဲ့အလောက်ကိုပို့ပြီးပေါ်လွင်စေတဲ့ဒီတုကလည်းရတစ်ခုအဖြစ်ရက်တည်နေပါတယ်။ဘူကျော်အောင်စံလမ်းပေါ်မှာရှိတဲ့မြမမီထာရုံးချုပ်ကြီးကလည်းဘူလိုနီခေတ်ကအကြီးဆုံးရုံးချုပ်တွေထဲကတစ်ခုဖြစ်ပါတယ်။1989ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးနီယိုကလပ်စစ်ကဲဘီတုကပုံစံနဲ့ ခန္ဓာကြီးကျယ်စွာတိဆောက်ထားတာပါအဆောင်ရဲ့ထူးခြားချက်ကတော့ရှေးပိုင်းမျက်နှာစာရဲ့ထိပ်မှထွင်းထူထားတဲ့လက်ရာတွေနဲ့ပပုတွေပဲဖြစ်ပါတယ်အဲ့ဒီပပုရုပ်တွေကယထာလန်းနဲ့ပတ်သက်တဲ့လုပ်ငန်းခွင်အမှတ်လက္ခဏာတွေကိုဖော်ပြနေတဲ့ရုပ်တွေလည်းဖြစ်ပါတယ်ဒီဆောင်ကြီးကမြမမေရာသမားရဲ့တက်တေတစ်ခုဖြစ်တယ်လို့ရန်ကုန်ရဲ့ခန္ဓာထက်ပါတဲ့ဘေးသူကအမွေနှစ်တစ်ခုလည်းဖြစ်ပါတယ်ထင်ရှားတဲ့အဆောင်တွေပြင်ရန်ကုန်မှာလူသိနေပြီးစိတ်ဝင်စားစရာကောင်းတဲ့ကိုလိုနီခေတ်အဆောင်တွေအများကြီးရှိပါသေးတယ်ဥပမာပြောရရင် Standard Hotel ဟာ 1900ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့ကိုလိုနီခေတ်ရခန်းသားထယ်ဝမှုကိုယနေ့တိုင်ထိန်းသိမ်းထားနိုင်တဲ့ဟိုတယ်တစ်ခုပါ။ဒါပြင်ကန်နာလန်ဘော့ကဗန်ဟောင်းဆောင်တွေမြမစကန်အာနာပိုင်ရုံးနဲ့အခြားသမိုင်းဝင်ဆောင်တွေကလည်းရန်ကုန်ရဲ့ထူးခြားတဲ့အလောက်ကိုဖော်ပြနေပါတယ်။ဒီဆောင်အများစုကအီတလီဘျူတီရှင်နဲ့အိန္ဒိယပိသူကပုံစံတွေရဲ့ပေါင်းစပ်မှုတွေပဲဖြစ်ပါတယ်။1926ခုနှစ်မှာစတင်တည်ဆောက်ခဲ့တဲ့ဗိုလ်ချုပ်ဈေးကြီးမှလည်းဒီတခြားကိုလိုနီခေတ်ကပိသူကပုံစံတွေကိုတွေ့မြင်နိုင်ပါတယ်။ ီသူကပညာရှင်ဟန်ရီရောဘတ်ဆန်ကဒီဇိုင်းရေးဆွဲခဲ့တာပါ အတွင်းပိုင်းကကြောက်ခင်းလန်းတွေနဲ့တကားမုတ်ခုံးလှလှလေးတွေကရိုးရှင်းပြီးတော့လှပလုံးပါတယ်ရန်ကုန်ရဲ့ကိုလိုနီခေတ်ဘီသူကလက်ရတွေဟာရိုးရှင်းတဲ့အဆောက်အုံတွေထက်ကိုပိုပါတယ်အဲ့ဒီအဆောက်အုံတွေကတချိန်ကမြမသမိုင်းစီးပွားရေးနဲ့လူမှုရေးဘဝတွေကိုထင်ရှားပြသနေပါတယ်အရှေ့တိုင်းနဲ့နောက်တိုင်းရဲ့ပေါင်းစပ်မှုဟာဘီသူကလက်ရတွေမှာနေမဟုတ်ပဲအဲ့ဒီခေတ်ကမြန်မာနိုင်ငံရဲ့ရင်ကျေးမှုအသွင်ကူးပြောင်းမှုကိုလည်းဖော်ပြနေပါတယ်ဒါကြောင့်ဒီအဆောက်အုံတွေဟာအမွေအနှစ်တွေဖြစ်ထင်းထင်းဆောင်းဆောင်းဖို့တန်ဖိုးရှိပါတယ် အဲ့ဒီဆောင်တွေဟာစတင်တိဆောက်ခဲ့တဲ့အချိန်ကနေစလို့ဒီနေ့ခေတ်ဒီခေတ်ဆက်ဆက်မှာကဏ္ဍမျိုးမျိုးကနေပါဝင်ခဲ့ပါတယ်။အစပိုင်းမှာဗြိတိသျှအစိုးရရဲ့အုပ်ချုပ်ရေးဌာနချုပ်တွေတရားရုံးတွေနဲ့စီးပွားရေးလုပ်ငန်းတွေတဲ့အသုံးပြုခဲ့ကြပေမဲ့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့မြန်မာရိုးရာဌာနဆိုင်ရာရုံးတွေဖြစ်ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ဒီသမိုင်းဝင်ဆောင်တွေကိုပြတိုက်တွေဟော်ဒယ်တွေပြကန်းတွေဖြစ်ပြောင်းလဲအသုံးပြုလာတာကြောင့်ခေတ်တဲ့အမှုပြန်တဲ့သမိုင်းကိုပေါင်းဆက်တဲ့နေရာတွေဖြစ်လာပါတယ်။ ။ရန်ကုန်မြို့မှာဒီလိုပြည်သူကလက်ရာတွေကိုစိတ်ဝင်တစားနဲ့လေ့လာကျင်နေဆိုရင်တော့လမ်းလျှောက်ပြီးလေ့လာလို့ရတဲ့အကောင်းဆုံးနေရာတွေရှိပါတယ်။မြို့လယ်ကောင်မှာရှိတဲ့ဘန်ဒူလာပန်းချံပပလက်ကိုလှက်ပတ်ပြီးလေ့လာကြည့်နိုင်ပါတယ်။ဒါပြင်ပန်းစိုးတန်းလန်တစ်လျှောက်မှာလည်းရှေးအောင်ဆောင်တွေကိုတွေ့မြင်နိုင်ပါတယ်။ပန်းစိုးတန်းလန်ရဲ့အဆုံးကကန်နာလန်ပေါ်မှာတော့သမိုင်းဝင်ဟိုတယ်ကြီးတွေနဲ့ကုန်သွယ်ရေးရုံးတွေရှိပါတယ်။ဒီကိုလိုနီခေတ်အဆောင်နေရာမြန်မာပြည်သူတွေရဲ့နေစဉ်ဘဝထဲမှာအစိပ်ပိုင်းတစ်ခုဖြစ်ပါဝင်နေပါတယ်။ဥပမာအနေနဲ့ကုန်သွယ်ရေးအတွက်ကုန်သွယ်ရနေရာဝန်ထမ်းတွေတဲ့အလွတ်လွတ်ရနေရာ ။ဒါမှန်ပြည်သူတွေအတွက်နေ့စဉ်သွားလာလှုပ်ရှားရနေရ။ဒါမှမဟုတ်ဓာတ်ပုံရိုက်ဖို့အလားဆုံးနေရာတစ်ခုဖြစ်ရပ်တည်နေပါလေ။ဒီလိုအဆောင်တွေကအသက်ဝင်နေတဲ့သမိုင်းမှတ်တမ်းတစ်ခုဖြစ်တယ်လို့ကိစ္စဆက်ဆက်ပြည်သူလူထုရဲ့အမှတ်တရတွေကိုဖန်တီးပစ်နေတဲ့နေရာတွေလည်းဖြစ်ပါတယ်။ဒီသမိုင်းဝင်အဆောင်တွေကိုထိန်းသိမ်းရမှာလဲစိန်ခေါ်မှုများစွာရှိနေပါတယ်။နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့တဘာဝဘေးရန်နေရာတွေကြောင့်ပျက်စီးမှုတွေရှိလာပြီးပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက်ငွေကြေးနဲ့နည်းပညာခက်ခဲတွေလည်းရှိပါတယ်။ ဒါပြင်မျိုးပြဖွံ့ဖြိုးတိုးတက်မှုအတွက်အဆောက်အအုံတွေကိုဖျက်သိမ်းပြီးအဆောက်အအုံတွေတိစောက်တဲ့ဖိအားတွေလည်းရှိနေပါတယ်။ဒါကြောင့်ဒီဆောက်အုံတွေကိုအနာဂတ်တဲ့ထိန်းသိမ်းဖို့စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရပါတယ်။တချို့သောပြည်သူ့ကပညာရှင်တွေကလည်းကိုလိုနီခေတ်အဆောက်အအုံတွေကိုမဖျက်ဆီးဘဲနဲ့ခေတ်ပြိုင်ဒီဇိုင်းတွေနဲ့ပေါင်းစပ်ပြီးအသစ်တစ်ပန်းသက်သွင်းနေကြပါတယ်။ပြောရရင်တော့ရှင်အောင်ဆောက်အုံတွေရဲ့အရင်ပိုင်းကိုမူလတိုင်းထားပြီးတော့အတွင်းပိုင်းကိုခင်မိတဲ့ဟိုတယ်တွေစားတောက်ဆိုင်တွေအမှုပညာပြကန်းတွေပြီးပြောင်းလဲဖန်တီးနေကြပါတယ်။ဒီနည်းလမ်းကသမိုင်းဝင်တန်ဖိုးကိုထိန်းသိမ်းထားရင်းနဲ့ ခေနန်ကြီးသုံးပြုနိုင်အောင်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကိုရိုနီကစောင့်တွေကသမိုင်းပညာရှင်တွေဘိသူကပညာရှင်တွေနဲ့ကျောင်းသားကျောင်းသူတွေတဲ့အကောင်းဆုံးပညာရေးနေရာတွေလည်းဖြစ်ပါတယ်အဆောက်အုံတစ်ခုချင်းစီတိုင်းကသမိုင်းတွေဘိသူကတွေနဲ့အင်ဂျင်နီယာပညာရဆိုင်ရာဘိုးသူတာတွေပေးနေပါတယ်ဒီဆောင့်တွေကိုလေ့လာပြီးတော့မြန်မာနိုင်ငံရဲ့မြို့ပြဖွံ့ဖြိုးတိုးတက်မှုသမိုင်းကိုလည်းရင်ခါတဲ့ပို့ပြီးနားလည်နိုင်မှာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့ကိုရိုနီကစောင့်တွေကိုထင်းထင်းဆောင်းဆောင်ဖို့အတွက်ရန်ကုန်မြို့ပြအမွေအနှစ်ထင်းထင်းဆောင်းဆောင်ရေးအဖွဲ့ YAD လိုမျိုးအဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားစွာဆောင်ရွက်နေပါတယ်ဒီဖွဲ့စည်းတွေဟာဆိုရနဲ့ပူပေါင်းပြီးတော့ခြေအောင်ဆောင်တွေကိုမှတ်တမ်းနေတာပြုပြင်ထိန်းသိမ်းတာနဲ့အများပြည်သူသိအောင်သိပညာပေးတွေလှုပ်ဆောင်နေတာကြောင့်ရန်ကုန်ရဲ့သမိုင်းမွေနှစ်တွေဟာအနာဂတ်တွေဆက်လက်ရှင်သန်နေနိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ပူဂျိုလေးကတော့ရန်ကုန်မြို့ရဲ့ကိုလိုနီခေတ်ဘီသူကလက်ရာတွေအကြောင်းကိုလေ့လာခဲ့တာပါဒီဆောင်တွေကခန်းနာတဲ့ဝါတဲ့သမိုင်းမှတ်တမ်းတွေဖြစ်ပြီးရန်ကုန်ရဲ့ထူးခြားတဲ့အလှကိုပို့ပြီးပေါ်လွင်စေပါတယ်ဒီလိုသမိုင်းမွေအမွေအနှစ်တွေကိုထိန်းသိမ်းဆောင်ရှောက်ဖို့က ျွန်တော်တို့အားလုံးရဲ့တောင်းဝင်ပဲဖြစ်တဲ့ဆိုတာကိုတင်ပြရင်ဒီနေရာလေးမှာဆုံးသက်လိုက်ပါမယ်။နောက်တော့ဘလိုမျိုးစိတ်ဝင်စားဝယ်ရကောင်းတဲ့သမိုင်းကြောင်းတွေအဖြစ်ပြက်တွေကိုတင်ပြအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုလည်း Subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အဆုံးနေကြည့်ကြည့်ပေးခဲ့လို့အားလုံးကိုထူးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြရအောင်ပါ။